ဟုတ်မင်္ဂလာပါဗျာကျွန်တော်ကိုတိုက်ပဲဖြစ်ပါလိမ့်ဗျာဒီချိန်မှာတော့မော်မျက်စိတို့အစွမ်းထက်စေမဲ့ပရလောကသားလေးကိုမြင်နိုင်တွေ့နိုင်မယ်မြင်မြင်နိုင်မယ်ခန္ဓာတစ်ပုဒ်နဲ့မဆင်မရောမရောပြီးမှဖြစ်ပါတယ်အဲ့တော့ဒီခန္ဓာစီမျိုးလုံးမဲ့ဆိုလို့ရှိရင်နံပါတ်၁ချက်ပေါ့နော်ကိုကြောက်တတ်တဲ့သူတွေဆေးရငဲတဲ့သူတွေမလုပ်ဖို့အတွက်ကျွန်တော်အဓိကပြောချင်ပါတယ်ဒါကြောင့်မလို့ကြောက်တတ်တဲ့သူများလိပ်ပြငဲတဲ့သူများအဲ့တော့အထူးမလုပ်သင့်ပါဘူးဟုတ်ကဲ့တော့ဆိုမဆင်မြက်ကတတ်တိလည်းရှိတယ်အဲ့တော့မြင်နိုင်တွေ့နိုင်ရင်လည်းမကြောက်တတ်ဘူး တွေ့ချင်းမြင်ချင်းကိုမြင်ချင်းတဲ့သူတွေမြင်ချင်းဒီကရာစီလေးလို့လို့ရပါတယ်ဗျအထူးသဖြင့်ဒီကရာစီလေးကပရလောကသားတွေကိုမြင်နိုင်တယ်တချို့လည်းနှကောက်နှက်ပြက်တွေကိုမြင်နိုင်တယ်လို့ဆိုပါတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့မြင်တဲ့အရာတွေကကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေကျွန်တော်တို့ဒီပေါ့နော်ကျွန်တော်တို့တတိရှိဖို့လို့လိုပါတယ်အဲ့တော့ဒီအရေးကြုံတဲ့ခံမျိုးမှာ အနေဂျုံနဲ့ခမင်းမှာဘယ်လိုလုပ်မယ်ဆိုတာလေးကိုလည်းကျွန်တော်တစ်ခါတည်းပြောပြပေးမှဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ပထမဆုံးကျွန်တော်တို့ကနှမ်းစီသို့မဟုတ်မုံညင်းစီစီတစ်ခုကိုပကံများတစ်ခုတည်းထည့်မယ်ထည့်ပြီးဒီကတာနဲ့38ခေါက်ရွတ်မယ်ပုံအာဂါဒေအာဂါဒေဒေဝတာဒေဝတာငါသာတက်သည်ငါတက်မဟုတ်ငါဆရာတဲ့ညောင်မီလူမင်းအတက်ပေးပြပေးစရာ ပြပေးမြင်းစီစရာ မြင်းစီအုံအာဂါဒေအာဂါဒေဒေဝတာဒေဝတာငါသာတက်သည်ငါတက်မဟုတ်ငါဆရာတဲ့ညောင်မီလူမင်းအတက်ပေး ပြပီစီယာပြပီမြင်းစီစီယာမြင်းစီအုံအာဂါတိအာဂါတိဒေဝတာဒေဝတာငါသာတက်တည်ငါတက်မဟုတ်ငါဆရာတည်ညုံမီလူမင်းတက်ပင်ပြပီစီယာပြပီမြင်းမင်းစီယာမြင်းစီဆိုပြီးတော့ဒီကတော့38ခေါက်ယူမန်ဘီအဲ့နှမ်းစီကိုတုံးမဟုတ်မုံကြီးစီကိုမျက်စိနှလုံးမှာကွင်းလိုက်မယ်ရွှဲရွှဲလေးကွင်းလိုက်မယ်ဗျာကွင်းလိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ဘာဖျားလေးပါရှခိုးလိုက်မယ် အိမ်အိမ်မှာရှိတဲ့ဖျားလိုက်ပါရှစ်ခိုးလိုက်မယ်ရှစ်ခိုးပြီးတော့ကျွန်တော်တို့ဒီကာတာလေးကိုယူပြီးတော့ကိုကြည့်ကြည့်တဲ့နေရာတစ်ခုကိုကြည့်လို့ရပါတယ်မိစုမြေကဘယ်နေရာမှာနေတယ်ကျဲ့တဲ့နေရာမှာနေပါကဲနေပြီးအပြင်ဘက်ကိုကြည့်မှာပေါ့နော်ဒါကြောင့်မလို့ဒီကာတာကိုယူမဲ့ချင်းဒီရာလေးကိုကြည့်မဲ့ချင်းတော့ညဘက်ကြည့်မှာပေါ့နော်နေဘက်တော့ဘာမှမြင်မှာမဟုတ်လို့ထင်ပါတယ်အဲ့တော့နေဘက်လည်းမဆန်းဘူးပေါ့နော်အဲ့တော့ညဘက်ညဘက်ကြည့်ရမှာဖြစ်ပါတယ်ညဘက်ကိုယ်နဲ့လောက်ဆန်းရင်ရပါပြီ ကိုနိုင်လုံးနေထိုင်ပြီးတော့အိုက်ခါတာကိုယွတ်နေပြီအဲ့အိုက်ခါတာကိုပါဇက်ကလည်းယွတ်နေပဲကြည်လည်းကြည်နေပဲပါဇက်ကလည်းယွတ်နေကြည်တယ်ကြည်နေပါဇက်ကလည်းယွတ်နေကြည်တယ်ကြည်နေအဲ့လိုကြည်နေနေခါကြလို့ရှိရင် ကိုနီနာမှာရှိတဲ့အဲကိုကပေါ့နော်ကိုအိမ်နေရာတွေကိုအိမ်နေရာဌာနတွေရောက်နေမှာဆိုလို့ရှိရင်တော့ခါကြလို့ရှိရင်ကိုဘိုးဘွားတွေကိုဆုံးသွားတယ်ဘိုးဘိုးဘွားတွေကကျွန်တော်တို့ဒီပေါ့နော်အိမ်ုံဆွဲနေပြီးတော့မကြွမလို့ပဲနေဖြစ်နေတတ်တာမျိုး ခါကြလို့ရှိရင်လည်းကိုယ်ပေါင်းတင်ရကိုယ်ခင်လုံးလို့ကိုယ်နောက်လိုက်လက်တာမျိုးစဖြစ်တစုံတယောက်သောနေရာတွေပဲဖြစ်ဖြစ်တော့မဟုတ်ကျွန်တော်တို့နေ့တစ်ပါးပါးနှစ်ပါးပင်ဆောင်နေတို့အဲရုပ်စိုးနောက်ရုပ်စိုးတို့အဲစဖြစ်ပေါ့နော်ဟိုသာအပင်ဆောင်နေ့တစ်ပါးပါးကို တွေ့တာမျိုးအဲ့တော့ပရပရလောကသားတွေတစီတွေတွေ့တာမျိုးတချို့နေရာတွေကကိုယ်ကိုကျွန်တော်တို့တွေအဲကိုယ်ကိုဒီကိုယ်ပေါ့နော် ိုယ်သူတို့ကကူညီပေးခြင်းနဲ့တချို့အရာတွေလည်းကိုယ့်ကိုကူညီပေးမှာမဟုတ်ဘူးလူလူလိုပေါ့ဗျာကိုယ်ကောင်းလေးလူရှိတော့မကောင်းလေးလူလည်းရှိမှာပဲဟုတ်တကယ်လို့ကိုယ့်ကိုအန္တရာယ်ပြုမဲ့လူတစ်စုံတစ်ယောက်ကကိုယ်ကိုယ်တွေ့သွားတယ်ဆိုပါတော့ကိုယ်ကတွေ့ဆိုပေါ့အဲမဲမင်းရှင်မတခုသတိထားမှာတာကျွန်တော်တို့ကဒီဟာလို့ဒီစီရင်လေးကိုကြည့်လိုက်နေတဲ့သူတို့နယ်ပယ်တွေကိုရောက်သွားတယ်အဲသူတို့နယ်ပယ်တို့မြင်းနေစွမ်းနေရှိတယ်ပေါ့အဲ့လိုမြင်းနေစွမ်းနေရှိပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကသူ့ကိုမြင်တယ်လို့ပဲသူတို့ကလည်းကျွန်တော်ကိုမြင်တယ်အခုကျွန်တော်တို့ဒီတိုင်းကြည့်လို့ရှိရင်ကျွန်တော်တို့ကလည်း အော်ကျွန်တော်တို့ကျွန်တော်တို့ကသူတို့မမြင်နိုင်ဘူးအဲ့တော့သူတို့ကလည်းကျွန်တော်မြင်ခြင်းမမြင်မယ်မြင်ရင်လည်းမြင်မယ်မမြင်ရင်လည်းမမြင်ဘူးပေါ့နော်တခြားတာတခုကတော့ကျွန်တော်တို့သူ့ကိုလုံးဝမမြင်နိုင်ဘူးအဲကျွန်တော်တို့ဒီစင်လုတ်ပြီးတခြားတာတခုကကျွန်တော်တို့သူတို့မြင်နိုင်ပြီဆိုလို့ရှိရင်တော့တခြားတယ်သူတို့ကကျွန်တော်ကိုပြန်ပြီးမြင်နိုင်ပါတယ်အဲ့တော့ကိုယ်ကသူ့မြင်နေပြီလားနဲ့သူ့ရဲ့ကိုယ်ပြန်မြင်နေတယ်အဲ့တော့မြင်နေတဲ့ခမျိုးပါတချို့ကလည်းအကူကြီးလေးလုံနေတယ်အကူကြီးလေးလာလာတောင်းတာမျိုးအဲတတချို့ကလည်းသူ့နဲ့သူ့သူ့သူ့နဲ့သူ့ပေါ့နော်အဲသူ့သူကုသိုလ်လေးတွေရပြီးတော့သူ့သူ့ တာမန်ပေါ့နော်အဲပြောပြောမဆိုတော့အဲကျွန်တော်တာမန်ကုသလေးရပြီးတော့သူ့မှာအနေချင်းလူတွေကိုကူညီပေးနိုင်စွမ်းတကူပြောမှာပေါ့နော်ခုခစ်ခစ်စကားနဲ့ဆိုရင်တော့တကူပြောလုံနိုင်စွမ်းတို့ဆိုအနေငယ်ရနေတာမျိုးတချို့ကလည်းအရင်ကခက်ခဲနေတယ်ကူညီလာတော့တာမျိုးအဲ့လိုမျိုးတွေအများကြီးဟိုအများသောအပြည့်တော့အစင်မပြည့်တဲ့လူနဲ့တွေ့ဖို့များတယ်ဘာဖြစ်ဖြစ်ပေါ့အဲ့လိုမျိုးတွေ့ခဲ့လို့ရှိရင် तू ကကိုနောက်ရောက်လာတတ်တယ်ဒါမှမဟုတ်လေကိုခေါ်ရင်လည်း तू ကလာလာတတ်တယ်ပေါ့ အဲ့လိုခြေနေမျိုးမှာကိုမေးကျင်တယ်လေးလေးမေးပေါ့နော်။ဘာကြောင့်ရောက်ဖြစ်ပေါ့ဗော။အဲ့လိုလေးမေးမေးပြီးလို့ရှိရင်လည်းသူတို့သူတို့အတွက်လည်းပေါ့နော်။ဘာဘာလုပ်ပေးရမလဲ။ဘာအဆင်မပြေတာရှိတယ်။ဘာကူညီပေးရမလဲ။အဲကိုလုပ်ပေးနေတယ်ရှိနေလုပ်ပေးပေါ့။မလုပ်ပေးနေရှိလို့ရှိရင်အာငါတော့အဆင်မပြေဘူး။ငါတော့ဟိုဒီကိစ္စတွေလုပ်ပြီးလို့အဆင်မပြေဘူး။အဲအဲ့တော့အစားပြစ်ပေါ့နော်။သူတို့တို့အဲကျွေးစားရှိတယ်ကျွေးမိုးစားစီမိုးအဲတိုက်တိုက်စားစီတိုက်ပေါ့နော်။မွေးတော့ မမွေးနေဘောနော်ဒါမွေးကောင်းတဲ့အရာတော့မဟုတ်ဘူးဆရာလေးလာရှုပ်တတ်တယ်ဟုတ်ပြီအဲ့လိုမျိုးချင်းတွေတချို့လည်းဒီဟာလေးကိုကြည့်ပြီးတော့တဲ့တချို့လည်းနှလုံးသုံးလုံးကနန်းနေမေးတယ်တချို့လည်းပြောတယ်တဲ့တချို့လည်းမပြောဘူးတဲ့အဲ့တော့တချို့ကလည်းအဲ့လိုပုံနော်ဒီသူ့ရဲ့အဲဥမာသူ့မှာဆုံးမသွားကြတဲ့ဖိုးဖွားတွေတွေ့လာဘာညာအဲ့လိုမေးတယ်တချို့လည်းတွေ့တယ်ပြောတယ်တချို့လည်းမတွေ့ဘူးပြောတယ်အဲဘာဖြစ်ဖြစ်ပုံနော်ကိုမေးချင်တာလေမေးလို့ရရတာပေါ့နော်တချို့တချို့ကလည်းဘာလို့အဓိကမေးလဲဆိုတော့တချို့ကလည်းငါချမ်းသာခြင်းနဲ့ဒီနာပတ်ဝန်းကျင်တွေမှာ ရွှေဦးတွေပါများရှိလာအဲ့လိုမျိုးအဲ့ဒါတွေကြာကြောသူတို့ကမြင်နေစွန်းနေတင်းနေစွန်းနေရှိတယ်ဗျအဲ့လိုမျိုးတွေတချို့လဲအဲ့လိုမျိုးတွေမေးကြတယ်အဲ့လိုပုံတော့ကိုမေးပြီးကိုမေးပြီးတိုင်းမေးပြီးတိုင်းမှာသူ့အတွက်လဲတခုခုပြန်လုပ်ပြီးဖို့မမေးပဲနော်ဥမာထမင်းနေကျွတာမျိုးရည်တိတိုက်တာမျိုးစသဖြင့်ပေါ့အဲ့လိုမျိုးဟိုကိုကိုလည်းသူ့ကိုညီတော့ကိုလည်းသူ့ပြဲကိုညီတဲ့သဘောပေါ့โอเคဒါဆိုရင်ဟုတ်ပြီဒါအဆင်ပြေတဲ့လူနဲ့တွေ့ရင်ပြောတာအဆင်မပြေတဲ့လူနဲ့တွေ့ရင်ကိုယ်ကို၆၆အောင်လုံးမဲ့လူနဲ့တွေ့ရင်ဘာလို့မလဲဆိုတော့ကျွန်တော်တို့က ဒီအိမ်ထဲကိုလာပြီးချက်ချင်းပဲဖះညောင်ကြီးကိုဖះညောင်ကြီးအိုးရှိတယ်ဖះညောင်ကြီးကိုယူပြီးတော့အည်အိုးနဲ့မျက်နှာတက်လိုက်မယ်ဒါဆိုလို့ရှိရင်အစီအညင်ပြက်ပြက်သွားပြီးတော့သူလည်းကိုယ်ကိုမတွေ့နိုင်သူကိုလည်းသူ့ကိုမတွေ့နိုင်တော့အဲ့လိုမျိုးလေဖြစ်သွားနေတယ်ဒါကြောင့်မလို့ကြောက်တတ်တယ်အစီမပြေဘူးကြောက်ဆက်တွေ့တယ်ဆိုရင်ဖះကိုညောင်ကြီးတရားကြီးကိုယူပြီးတော့တန်ဝန်တွေကတော့သုံးကောက်ယူပြီးတော့မျက်နှာတက်လိုက်တာနဲ့အားလုံးကစီရင်ပြက်ပြက်သွားတယ်ဘသူမှနဲ့ကိုနောက်မလာရတော့အဲအဲ့လိုမျိုးလေးဖြစ်တယ်ပေါ့နော်ကဲဒါတော့မင်းစင်မကြည်ရတဲ့မင်းစင်များ ကြည်ညိုတဲ့မိတ်ဆွေများအတွက်ကျွန်တော်မျှဝေပေးလိုက်ပါတယ်အဲတခါကြလို့ရှိရင်လည်းဒီဟာလေးကဟိုနိုင်ဝက်လောက်ထိထိဘာမှမမြင်တာမျိုးလည်းရှိတယ်အဲ့တော့မမြင်တာမျိုးရှိတယ်ဆိုတာကျွန်တော်တို့နီးနားမှာဘာမှမရှိရင်လည်းဘာမှမမြင်ဘူးပေါ့နော်ဟုတ်ဟုတ်ကျွန်တော်နီးနားမှာဘာမှမရှိရင်လည်းဘာမှမမြင်ဘူးကျွန်တော်နီးနားမှာအဲကျွန်တော်တို့ကြည့်တဲ့ချိန်ကျွန်တော်တို့ခါရာယူနေတဲ့ချိန်နဲ့သူတစုံတစ်ယောက်ကဖြတ်တော်တဲ့ချိန်သူစောက်လာတဲ့ချိန်နဲ့တွေ့ရင်တော့မြင်တာပေါ့နော်တခါကြလို့ရှိရင်ကျွန်တော်တို့ကကျွန်တော်ကျွန်တော်တို့ကတော့ကြည့်တယ် အစီအလုပ်တဲ့ခါတာတွေယူနေတယ်ဘာမှလည်းမပေါ်လောက်ဘာမှလည်းမမြင်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်နီးနားမှာအဲတစုံတယောက်မရှိနေမိနေဘူးအဲသူတို့သူတို့တွေတွားလာတဲ့အချိန်မဟုတ်သေးဘူးဆိုတာလည်းကျွန်တော်တို့တွေခံမှန်းလို့ရပါတယ်အဲ့လိုမျိုးအချိန်ဖြစ်နေရင်တော့ည10နဲ့17 17အထိအဲကျွန်တော်စောင့်စားပြီးတော့ယူပြီးကြည့်ဖို့တော့လိုလိုတာပေါ့နော်တချို့တချို့ဆိုလို့ရှိရင်ねဒီတညလုံးရှာတာမတွေ့ဘူးမနေ့ကမှတွေ့တာမျိုးမိုးလင်းကနေမှတွေ့တာမျိုးတချို့လည်းသကောင်းမှတွေ့တာမျိုးတချို့လည်းအစိုးရတွေ့တာမျိုးအဲ့တော့တယောက်နဲ့တယောက်အချင်းတို့တူမှမဟုတ်ဘူးပေါ့နော် အဲ့တော့သူလည်းလူ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 လေးပေါ့နော်အချိန်တိကျတော့ရှိမှာမဟုတ်သူတို့သွားချင်းသွားမှာပေါ့နော်သူတို့လာချင်းနေချင်းလာမှာပေါ့โอเคအဲ့ဒါဆိုလို့ရှိရင်မေဆွေများလုံးကိုဒါလေးကိုအမေဆွေအားဒါလေးကိုလာပြီးမြပေးတာပါဗျကဲကြည့်ရလေသူများကြည့်နေပါတယ်အဲ့တော့ကြည့်ရတဲ့ဆင်ပြေတဲ့မေဆွေများမကြည့်ပါနဲ့ကြည့်